အလုံးမဲမြင်လာပါတစားမောလာတွေကိုတော့စနေပြီးဝင်ရောက်လာပါပြီပေါ့အဲ့တော့တစားမောလာတွေမှာမွေးကြီးကံတဲ့အကြောင်းတရားအနေနဲ့အကောင်းဆုံးနေနိုင်ရှိတယ်အဲ့ဒါကြီးကအင်္ဂါသမီးတွေရဲ့ဗုဒ္ဓဦးသားသမီးတွေရဲ့အောက်ကြသားသမီးတွေရဲ့ဒီသုံးနံဒီတစားမောလာတလာလုံးမှာတိတိတာတာမွေးကြီးကံအကောင်းဆုံးလို့ပြောလို့ရတယ်ဗျဘယ်လိုမျိုးလဲဆိုတော့ဒီတုန်းကမွေးကြီးကံတွေနဲ့ပတ်သက်ပြီးတော့ညံဖင်းတွေရဲ့အဲ့ဒီသုံးနေတဲ့သားတွေကဒီလာထဲမှာတိတာတာကိုပတ်စံနေတိုးပွားလာမယ်ပတ်စံနေအမြောင်များဝင်လာမယ် အကျွေးဆက်ပို့ဆိုပြီးရည်ရွယ်တဲ့သူတွေအနေနဲ့လည်းအကျွေးဆက်တိုင်းမှာအခွင့်အရေးကောင်းနေရလက်ကောင်းနေကြုံလာမယ်ပြောချက်တာငွေရပောက်ရလန်းနဲ့တိတိကတာပိုးပွားလာမယ်ပိုးတက်လာမယ်နောက်ပြီးတော့မွေးကြီးကိစ္စကြောင့်စိတ်ဆင်းရဲနေရတဲ့တောကရောက်နေရတဲ့ဒီသူတွေကဒီသုံးနှစ်ထဲမှာပါနေရဆိုတိတိတာတာကြီးပိုးတက်လာမယ်အောင်မြင်လာမယ်အဆင်မြင်လာမယ်ပေါ့ပြောချက်တာဘယ်လိုခေါ်လဲဆိုတော့ဒီသားထဲမှာတစားဥနာထဲမှာဒီသုံးနှစ်ဒီတိတိတာတာမွေးမွေးကောင်းနေအဲ့တော့မွေးကောင်းနေအတွက်ကြောင့်မလို့ နော်ဒီများများလိုချင်တယ်ဆိုရင်တော့ကွာလူစရာရှိရလူကန်းပေးရမယ်ပေးစရာရှိရပေးခဲ့ရမယ်လူကန်းပုတ်ကိုမိသည့်လူကန်းပုတ်ကိုအတိုင်းမဆိုပေးကန်းစွန်ချေရမယ်နော်ပြီးရဒုတိယအနေနဲ့လိုက်တာကကျွန်တော်တနည်းပုံအနေနဲ့စနေပေါ့အဲ့တော့ဒီအနေနဲ့နှစ်ခုကကျတော့ဒီကတော့ပါလဲဆိုတော့ဒုတိယအနေနဲ့လိုက်တယ်ဆိုတဲ့ပိစာကကျတော့အရင်တော့မွေးကြီးတက်တဲနေရာလေးရှိတာဒီဒါထဲမှာသက်သာလာမယ်ဒါပေမဲ့ကြည်မာတော့မွေးကြီးအခက်ခဲတော့ကင်းတော့ကင်းမပြောက်သေးဘူးဒါပေမဲ့အသက်ရှူပေါက်လေးတွေရလာတယ်ဆိုတော့ဒါကဒေတာဟိုကမပေးနိုင်မကန်းနိုင်အဆင်မပြေဘူးအရာကြီးမုန်းချက်တွေရဲ့ တတိယခုနေနဲ့စနေပါလာမယ်ဆိုရင်တော့ဒီဒါလေးမှာတော့အသက်ရှူပေါက်လေးတွေ့ရလိမ့်မယ်ဆိုတော့တို့ခေါ်လဲဆိုအသက်ရှူပေါက်လေးတွေ့ရမယ်ဝေရပေါက်ရာလန်းလေးတွေ့ရမယ်ကိုကအဲ့မွေရပေါက်ရာလန်းလေးကိုမတွေ့ဘူးမမြင်ဘူးဆိုရင်တော့ခံရလိမ့်မယ်အဲ့တော့မွေရပေါက်ရာလန်းဒီမြားလာလာမို့လို့ညာရတယ်မခင်မို့လို့ကျွန်တော်ဒုတိယနေ့မှာထည့်ထားတယ်ပေါ့နေလန်တော့ကိုကကြတော့နော်မိနေတောင်ကကိုအဲ့လိုအော်တိုမက်တစ်လာပေးမဲ့တည်းအလုပ်ကိုဗျာမြင့်ကန်တောင်ခိုင်းမဲ့ຢာတွေပေါ်လာတတ်တာမျိုးပေါ့အဲ့တော့တတိယကံကောင်းတဲ့နေရာမှာရှိနေတာကြတော့ပါလဲဆိုတော့ကျွန်တော်တနေ့နာနဲ့ချက်တာပဲ ဒီနေရာမှာတရိယာကံကောင်းဆုံးလို့ပြောရခြင်းကြောင့်တရားကံညံ့နေရတော့မဆိုလို့တော့တရိနာနဲ့တတာပဲရကြတော့ဘာလို့တရိယာနေမရောက်နေရတယ်ဆိုတော့လူကကြတော့ပတ်ဆက်ဝင်လာမဟုတ်ဝင်နေဒါပေမဲ့ပုံမှန်မဟုတ်တော့ဝင်ပုံမှန်မဟုတ်တော့ရလက်တွေကြောင့်မလို့မွေတွေကုံတာမျိုးတွေအာမျိုးလေးတွေရှိတယ်ဆိုတော့ဟိုခါတော့တရားဝင်လို့ဆိုပြီးတော့သူတို့မှ80 90လောက်တုံးဖို့ရထားရတယ်ရှိဖို့ရှိနေတယ်ကုံဖို့ကုံနေတယ်အဲကြောင့်မလို့ဝင်ကံကတိကတာကြီးအားကောင်းနေရမျိုးလားဆိုတော့မဟုတ်ဘူးပတ်ဆက်ဝင်လာဆိုဝင်တဲ့ကိန်းကတော့ရှိနေတယ်ဒါပေမဲ့ပြောရမယ်ဆိုရင်တော့ ဒီတရင်းတာနဲ့တတာပရိကတော့ဝင်တာထက်ပိုပြီးထွက်တဲ့အကြောင်းအရာလည်းရှိရမှာလို့တတိယဒီညမှာထားထားတာအကြောင်းမလို့တရင်းတာတော့တမီးရဲ့တတာတိပါတယ်ဆိုရင်တော့ဒီဂီတာထဲမှာပဆန်နဲ့ပတ်သက်တဲ့ကိစ္စနဲ့အားလုံးစစ်စစ်ပို့လိုရလိမ့်မယ်စစ်စစ်ရလိမ့်မယ်မစစ်စစ်နိုင်ဘူးဆိုရင်တော့ဒီကိုကိုရတဲ့အရာတွေပဲများအားလုံးဟိုကုံဆုံးမယ်လို့ပြောလို့ရတယ်ပေါ့အဲ့တော့ကဲအင်္ဂါရောဘာရောညောကဲထားလိုက်ပါတော့အဲ့တော့ဒီတစားဟုတ်တော့တလထဲမှာတန်ကောင်းဖို့ဝေးကြီးကန်နဲ့ပတ်သက်ပြီးတော့အစီအပြေဖို့အတွက်ကျွန်တော် ရရားတစ်ခုပေးမယ်မန္တိတစ်ပုတ်ပေးမယ်အဲ့ဘာလဲဆိုတော့အုတ်နမောဟုတ်တော့အရဟံရာဇာဤဟိတနံဤဟိလာပဲအုတ်နမောဘုဒ္ဓောအရဟံရာဇာဤဟိတနံဤဟိလာပဲနော်အုတ်နမောဘုဒ္ဓော အရဟံရာဇာဤဟိတနံဤဟိလာပဲဒါကိုလုပ်ရမလဲဆိုတော့ဒါကိုရုပ်ဖတ်တယ်တဲ့ရဲ့အခါမှာမိထုတ်ရမယ်အဲ့ဒါဖယောင်းတိုင်းတိုင်းရှိမယ်ဗျာခရတိုင်းမှာတော့ဆာယောလေးနဲ့ပဲဖြစ်ဘောဗီနဲ့ပဲဖြစ်မျိုးကိုဆန်ချုံလေးနဲ့ပဲဖြစ်အုံနမောအုတ်တော်အရဟံယာစာဤဟိတနဤဟိလာပဲဆိုအောင်စာကြောင်းလေးနဲ့ရေးရမယ် ရေးပြီးရဲ့ခါမှာအဲ့ဒီဖျောင်းနိုင်ကိုအိမ်မှာရှိတဲ့ဖျားစင်နော်အရာကြောင်းဆောင်အိမ်မှာရှိတဲ့ပုပ်ပိုလဘာဘာရှိမှဒီဖျောင်းနိုင်ကိုထုတ်ရမယ်ဖုံးပြီးရဲ့အချိန်မှာကိုကဒီကာရာကိုဗမီးရဲ့တက်စစ်သမုတ်ဝင်ပရိတပတ်နော်စစ်ပြရမယ်ရုပ်ပတ်ပြရမယ်အဲ့တော့ဖျောင်းနဲ့တစ်ချိန်ထုံးလိုက်ရုပ်ပြရမယ်တော့ဒီအဲ့တော့ဒီနေ့ကိုခင်ဗျာပုံးခါထုံးနိုင်ပုံးရင်ရုပ်ရရလေးခါထုံးနိုင်ဒီချိန်ရုပ်ရရနော်ပြီးတော့အတိတ်ထိုင်ရောက်နိုင်တဲ့ချိန်ပဲထုံးနိုင်တယ်ဒါပေမဲ့အနေနဲ့ယူချင်တဲ့သူတွေနေနေလေယူလို့ရတယ်အဲ့ဒါဆိုလက်လာပါလိတိုးပွားလာမယ်အနောက်ချက်တိကင်းလာမယ် ကောင်းမွန်ကြီးမင်္ဂလာဖြစ်တဲ့တွေ့ကြုံခံစားရပါလိမ့်မယ်အားလုံးသစားမုံလတလပါအားလုံးအဆင်ပြေချောက်မချ